်လာပါရှင်ဆုလို့ခေါ်ပါတယ်ဒီနေ့ညီမတွေကိုပြောင်းဝေပေးခြင်းတဲ့အကြောင်းကြားရတော့လူကြီးရဲ့ချစ်တဲ့အမေစာအုပ်တွေဖတ်တဲ့စာအုပ်တွေဖတ်ခြင်းကလူကြီးရဲ့ဘဝမှာဘယ်လောက်ထိအဖော်အားဖြစ်နိုင်လဲဆိုတဲ့အကြောင်းကိုပြောင်းဝေပေးခြင်းပါတယ်အဲ့တော့ဆုကသူမျိုးတွေကိုခေါ်ပြီးမှာမရှိဘူးเนาะမှတ်ထားရပါတယ်စာအုပ်ကြောင်ကလည်းပါတယ်ဒီနေ့စစ်ခေါ်ထားတယ်ဟုတ်ပြောပါ ဘဝတိုင်းတိုင်းတိုင်းဆိုင်တာတွေဆိုပြီးတော့အကုန်ခတ်ပါတယ်။အဲ့တော့ညီမတွေကိုကြောက်ပေးနေတဲ့အဆောက်အအုံတွေကလည်းအုပ်ရှိတယ်။ဘုရားကဘုရားရဲ့ညီမတွေရှိနေတယ်။အမတားလေးကိုဖတ်ကူးသေးဘူး။ကိုပြောတဲ့လိုက်တော့မှဖတ်ချင်သွားပြီလို့လည်းအထင်မြင်တယ်ပေါ့နော်။ဘာလေးကိုအရင်ဆုံးပြောပြမယ်ဆိုတော့ပထမဆုံးဆောက်တာအကောင်ထဲကြာပေမဲ့ရှင်သေးတယ်ဆောက်ပြီးတော့ပြောပြချင်တာနော်။ဒါကရုံးရင်းကန်နေတယ်လေ။ ။နောက်လည်းအမေချင်းလေးဆိုတာကခေါင်းစဉ်ထဲနဲ့ခေါ်လာရတယ်။အားလုံးလည်းလိုလိုလို Facebook မှာရေးကြတာရှင်းကြတာရှိတယ်။အဲဒီစာအုပ်ကိုရေးထားတာ site မှာဆက်ဆက်နဲ့ပါရအောင်။နော်။အဲအဲဒီစာအုပ်ကမင်းမင်းချင်းဆိုတဲ့ကောင်းတာညာ။လောကရဲ့ရဲ့အဲ့ချက်ဒီဘလို့နဲ့ဒီကြုံတာကြုံတာ။အားလုံးမန်နဲ့မလျှော့ရည်ဇွဲနဲ့ယောက်ျားတွေတန်းတွေဒီတော့အများကြီးအဟောလုံးဝ နော်ကြုံလာရင်တော့ကြုံတင်းတင်းနဲ့ငါလုံးစင်တာငါအဲ့ဒီကရက်တော့တဲ့စီးလေးတော့ဆိုနေပြတရားပါအစနစ်ငယ်ငယ်ဆိုတော့အဲ့လိုပြောလို့စင်ကြုံတင်းတင်းနေဆိုင်နဲ့နေကြီးလို့ဒါပေမဲ့သူကသူ့ရဲ့သက်ကောင်လာကြတော့အချစ်နဲ့တွေ့လာတဲ့ခါကျတော့ငါမငါဆိုပြီးတော့ချစ်လာတယ်တွေ့တဲ့ခါမှာသူ့ရဲ့အချစ်ကိုသူကငါသာတော့တယ်နင်လက်ခံနိုင်ငါ့ဘာတွေ့လို့နေတယ်ငါလက်ခံနိုင်တာတွေ့ ရောက်နေပူဇော်ဆုံးတယ်။ဒါပေမဲ့အဲ့ဒီပူဇော်ဆုံးတဲ့အခါမှာအဲ့ဒီလူရဲ့တန်ကိုဘယ်လိုသိဘယ်လိုသိအဲ့တော့မသိတဲ့အခါမှာဘလောက်တောင်ပုံမျိုးသားကသူ့ချစ်လဲဆိုလို့ရှိရင်တော့ဘာပဲလုပ်လို့ဒီတော်မလေးကိုရေးကြည့်ကြည့်နေတယ်မင်းစိုးလေးတွေပေါ့လေရေးကြည့်တော့နေတဲ့အချိန်ကလပ်သွားတယ်ဆိုတော့ရန်ရှာတယ်ဆိုတော့အဲ့လိုမျိုးလေးဒီတိကျနေတာဆိုတာအဲ့တော့နောက်ဆုံးအကြီးဆုံးကတော့မြို့ပြီးကမြို့ပြီးဖြစ်တာဆိုလို့ရှိရင်စာအုပ်တွေကလည်းဟိုကိုယ်ကမှာထောက်တနေရာကနေပြီးတော့ ွန်အားတွေပေးနိုင်တယ်လို့အများကြီးပြဿနာတွေရှိနေလာတဲ့ခါမှာလေးစာအုပ်တွေကိုဖတ်ချင်းရတယ်ပြဿနာတွေထပ်ပေါင်းတွေ့နိုင်တယ်ပေါ့နော်။ဒါပေမဲ့ချိုးစက်တော့ကိုကိုယ်ပိုင်ခွန်အားတွေလုပ်နေစက်တာဖြစ်တဲ့ပေါ့အားလုံးလိုမျိုးကြီးပေါ့နော်။